အဲ့ဒါကိုအကြောင်းကိုစဉ်းစားလို့ရှိရင် သူများအကြောင်းကိုစဉ်းစားတဲ့အနေအထားတွေအားလည်းပဲဖုံဖုံတော်တွေရှောင်ကျင်မိသားဖြစ်သွားတယ်။တချို့ကပြောကြတာရှိတယ်သူများအကြောင်းစဉ်းစားနေလို့ပြောတာတော့လွယ်တယ်။ဒါပေမဲ့မြေတန်းစဉ်းစားမိစဉ်းစားမိနေတယ်။ဘယ်လိုလုပ်ပြီးတော့သူများအကြောင်းကိုမစဉ်းစားဘဲနဲ့တပြို့လို့နေရမှာတော့။ဟုတ်တယ်အချင်းတော်တော်များများသူများအကြောင်းတွေကြီးခေါင်းထဲရောက်နေတယ်နော်။အဲ့ဒါသူများအကြောင်းကိုစဉ်းစားတာကိုကိုယ်စိတ်ထဲကတိတ်ပြီးတော့ မနှိမ့်မြို့ဘူးမကြိုက်ဘူးကိုကိုကိုမကြိုက်ဘူးဆိုရင်ဘာနဲ့အစားထိုးသင့်လဲလို့မင်းကိုအเจ้าကိုစဉ်းစားတာနဲ့အစားထိုးသင့်တယ်ကိုအเจ้าကိုစဉ်းစားလို့ရှင်သူများအเจ้าကိုစဉ်းစားလို့စဉ်းစားเสียရမလို့လို့ဖြစ်သွားတနည်းအားဖြင့်ဟိုကိုအเจ้าကိုကောင်းကောင်းသိလေလေသူများအเจ้าကိုတိတ်ပြီးတော့စိတ်မဝင်စားလေလေတိတ်ပြီးတော့မစဉ်းစားခြင်းလေလေဟိုစဉ်းစားဖို့တိတ်မလိုအပ်ဘူးလို့နားလေလေလေပေါ့ကိုဘုံဘုံတို့ကအာကိုယ်တိုင်ပုံပုံစဉ်းစားကြည့်တယ်ပေါ့နော် ဘာကြောင့်သူများအเจ้าတွေကိုခေါင်းထဲရောက်ရောက်နေလဲကိုအเจ้าကိုကိုခေါင်းထဲကိုတိတ်မထဲလို့ကိုအเจ้าကိုခေါင်းထဲမထဲတဲ့အခါကျတော့ကိုအเจ้าကိုကိုမှန်မှန်ကန်ကန်မသိဘူးမှန်မှန်ကန်ကန်မသိတော့သူများအเจ้าတွေကိုစိတ်ဝင်စားစရာကောင်းတယ်လို့ထင်နေတာတကယ်တမ်းကကို့အတွက်စိတ်ဝင်စားစရာကောင်းဆုံးကကိုအเจ้าပဲဆိုကြပါစို့ကိုအเจ้าကိုသာမှန်မှန်ကန်ကန်သိရင်သူများအเจ้าကိုစဉ်းစားမိမှမဟုတ်ဘူးဆိုတဲ့စကားလေးကိုကောင်းကောင်းနားလည်စေခြင်း